မင်္ဂလာပါရှင်အင်္ဂါသတိမီများအတွက်လေးလပိုင်း20ရက်နေပြီးတော့26ရက်နေ့အထိတပတ်စာဟော့စတန်ဟိုဝီမှာဖြစ်ပါတယ်ဒီကာလမှာအင်္ဂါသတိမီများဟာစိတ်အနေငယ်ရှုပ်တွေးစရာစိတ်ပင်ပန်းစရာလေးနဲ့ဖြစ်တဲ့ဖြစ်ကြောင်းမဲ့ကာလလို့ပြောလို့ရတယ်စိတ်ပင်ပန်းစရာများစွာကြုံတွေ့ရတတ်တဲ့ကာလမျိုးပေါ့နော်နောက်တစ်ခါကျဒီကာလမှာလုံခြုံနဲ့ပတ်သက်ပြီးတိုးတက်သွားတာအောင်မြင်သွားတာလည်းဒီလိုကာလမှာဖြစ်တတ်တယ်ထို့နည်းလကောက်မဲ့မိမိကိုယ်တိုင်းစုံမြတ်ချက်အမှားတွေလည်းဖြစ်တဲ့ရင်ဆိုင်ရတတ်တယ်အဲ့လို သူ့ကိုမလိုလို့ဘေးနားနေပြီးတော့စောင့်ချစ်သူခံရတတ်တယ်။ဒီကလာမဆရအောင်မြင်တိုးတက်သွားသလိုအဖက်ဖက်ကနေရန်နေလဲပေါနေတတ်တယ်။အဲ့တော့စောင့်ချစ်ခြင်းနဲ့သူရန်အနေရရှိရလို့ပဲပြောရလိမ့်မယ်ပေါ့နော်။အစစရတတိလေးနဲ့လောက်ကင်စောင့်ဝမ်းပါမှသာလင်ဒီကလာမှာအဆင်ပြေတယ်။ကံတရားအတွက်ကောင်းမွန်လိမ့်မယ်ပေါ့။နောက်တစ်ခုငွေကြေးပိုင်းငွေကြေးဆိုင်နဲ့ပတ်သက်ပြီးဒီကလာမှာအရင်ကြီးမြုပ်နယ်ခြင်းဆိုတာ၄ကောင်းတဲ့ ကားကောင်းတဲ့ကားလာပါတော့ကိုကိုတာအဲ့တော့နောက်တစ်ခါငွေချေးပိုင်းရလေတထဲမှာဒါမမြဲဘူးလို့ပဲပြောရလိမ့်မယ်အကြောင်းမျိုးမျိုးကြောင့်ထွက်သွားခြင်းဆိုတာဖြစ်တတ်တယ်အဲ့တော့ဒီကာလမှာငွေချင်းနဲ့ပတ်သက်ပြီးတော့လို့သူ့အတူမထွက်ခင်ကိုကိုတိုင်းပဲရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့အရာလေးတွေနဲ့ထုတ်လိုက်မယ်ဆိုပို့ပြီးအဆင်ပြေတယ်အဲ့ဒါကို့အတွက်လက်ရှိကာလမှာခိုင်မြဲနေတတ်တယ်ပေါ့နော်အဲ့တော့ဒီကာလမှာဆရာရာစိတ်လက်မှာကိစ္စမျိုးလေးတွေမှာဒေါသနဲ့စင်စင်အဲဒေါသနဲ့ စီစင်မဲ့ကိစ္စစားမဲ့ကိစ္စလေးတွေမှာအမာရုံများစွာကြုံတွေ့ရတတ်တယ်။ဒီကလမှာကန်တရားကကံကောင်းတဲ့ကံဆိုးခြင်းမိမိရဲ့ပုံမှာမူတည်တယ်။ကိုယ့်ရဲ့စိတ်ဟာအဲစိတ်အေးအေးနဲ့တတိကြီးကြီးနဲ့လောက်ကမှာဆိုအစရကံကောင်းတယ်။ကောင်းမွန်တဲ့အချိန်ကားလို့ပြောလို့ရတယ်ပေါ့နော်။နောက်တစ်ခုအချိန်အချိန်နဲ့ပတ်သက်ပြီးလူငယ်တွေပြဿနာကြုံတွေ့ရတတ်တယ်။အဲ့တော့ဒီကလမှာယုတိရဲ့ ခွဲခွာခြင်း၊ကွဲခွာခြင်းဆိုတာမျိုးရေးဖြစ်တဲ့။မထင်မပန်းတဲ့တိကိစ္ဆာတတိလေးကနေပြတ်သွားတာ၊ကွဲသွားတာဒီလိုကာလမှာဖြစ်တဲ့။အလွမ်းဆွေးမှုဆိုတာအဲဘာရလွမ်းဆွေးမှုဆိုတဲ့အကြောင်းအရာကိုခံစားတတ်တဲ့ကာလမျိုးလို့ပြောရတဲ့။အဲ့လိုပြောအဲ့တော့ဒီကာလမှာအဖြစ်အမောက်ရှိရလို့ပဲပြောရလိမ့်မယ်အဲ့တော့တတိနဲ့နေထိုင်လုတ်ကင်ဆောင်းရမတာလေးအဆင်ပြေမဲ့ကာလမျိုးပေါ့နော်အဲ့တော့အိမ်နောင်ကြီးအိမ်နောင်ကြီးနဲ့ပတ်သက်ပြီးတဲ့ဒီကာလမှာ ဲ့တော့ကိုမလို့ခြင်းတဲ့အရာတွေရနေတဲ့ကဲ့သို့ဖြစ်နေတဲ့အမျိုးသားရဲ့ဥပိ္ပခပြုခြင်းအခံအားတဲ့အဲ့တော့ပင်မစိတ်ရောလို့ပါပင်မခြင်းဆိုတာကြီးဖြစ်တဲ့ကာလမျိုးလို့ပြောပြောရမှာပေါ့နော်အဲ့တော့ကံတရားအရအခြေအိမ်အောင်ကြီးတအားညံ့ပါတယ်လုပ်ငန်းမဆိုင်ရာတိုးတက်အောင်မြင်သွားတဲ့ဒါပေမဲ့စိတ်လိုက်မှမလှုပ်ဆောင်လို့မရဘူးပေါ့နော်အဲဒေါသနဲ့စင်အဲဒေါသနဲ့လှုပ်ဆောင်မဲ့ကိစ္စတော်တော်များများမှားယွင်းသွားတဲ့ ျမ်းမာရေးပိုင်းကျမ်းမာရေးနဲ့ပတ်တိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာကိုလက်မအီမတာဖြစ်ချင်းဖြစ်တတ်တယ်အပြုတော့တော့ခေါင်းခိုက်ဝေဒနာဒီဒီကာလမှာခေါင်းခိုက်ခေါင်းအုံခေါင်းခဲဆိုတာမျိုးလေးဖြစ်တတ်တဲ့ကာလမျိုးတွေမှာရှိတယ်အဲကျမ်းမာရေးနဲ့ပတ်သက်ပြီးအရင်ညံ့တာမျိုးတော့မဟုတ်ဘူးအဲဒါမှမဟုတ်ဒူးကောင်းတာတာအဲဒူးစစ်မကြဒူးစစ်လွဲသွားလွဲတာမျိုးတွေချစ်ခောက်ကြတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အာတတိထားရမယ်ပေါ့ ပြနာတို့ခေးသွားလာမို့လုတ်ကင်ငါတာမျိုးဆိုလို့ရှိရင်အချိန်ကြန့်ကြာတဲ့အဆင်မပြေဘူးเนาะခီးပိုင်းဆိုင်ရာဒီကာလမှာလောလောနဲ့လုတ်ကင်တော့မရဘူးနောက်တစ်ခုကအဓိကတော့အညံ့ကိုပြောပါဆိုလို့ရှိရင်အောင်မြင်ခြင်းနဲ့အတူမလို့သမာပြူခြင်းဆိုတာမနာလိုခြင်းဆိုတာခံရတဲ့အတိုက်ခံနေအမ်ပေါ်မြိုင် တဲ့ကာလာမျိုးလို့ပြောရမှာပေါ့နော်။ကံတရားအားဖြင့်တော့ဒီပြောမှဆိုလို့ရှိရင်တော့မိမိရဲ့ကံပုံမကောင်းမလောက်ရေဒီယာအနေနဲ့လှုပ်ဆောင်တဲ့ကာလာမျိုးပဲ။ကံကအရင်ဆိုးနေရမျိုးတော့မဟုတ်ဘူး။တအားကြီးတော့လည်းမကောင်းဘူး။အဲ့တော့လုပ်ငန်းပိုင်းကောင်းတယ်၊ငွေကြေးပိုင်းကောင်းတယ်ဆိုရင်ကိုကိုရဲ့တိုင်းရဲ့စိတ်အရင်ပင်မန်းလာမျိုးတွေဖြစ်နေတတ်တာမျိုးနော်။အဲ့တော့ကံအားဖြင့်ပုံမကောင်းမလောက်လက်ရှိမှာမိမိကိုယ်တိုင်းလှုပ်ဆောင်တဲ့ရေဒီယာပေါ့နော်။အဲ့ဒါကတော့ဒီ အပါဘိုးမင်းကောင်ကိုကျမတို့ဆက်လက်ကတ်တာပြီးတော့နောက်တစ်ခါကျတော့ဖြစ်နိုင်လို့ရှိလို့ရှင်တော့ကျမတန်လျက်ပေါ့နော်ကြီးမတန်လျက်လှူဒန်းခြင်းကိုပြုစေခြင်းနဲ့ဒါမှအဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှင်လည်းကိစ္စမရှိဘူးအဲအပါဘိုးမင်းကောင်ကိုဆက်လက်ကတ်ခြင်းယူနီချမ်းအဖန်ကြီးပေါ့နော်အဖန်ကြီးကတ်ခြင်းဆိုတဲ့ကောင်းမှုလေးပြုလုပ်ပေးပါဒါကတော့ဒီဒီအဘအကိုကိုယ်ွယ်သူအနေနဲ့လှူဆောင်စေခြင်းနဲ့ရည်ရည်ရပါပေါ့နော်နောက်တစ်ခါကျတော့အဲမြတ်စွာဘုရားရှင်ကို မုံလုံးလှူဒန်းတဲ့ကုသိုလ်လေးတွေပြုလုပ်ပေးပါ ပြီးတော့နောက်တော့ကျမကြီးနဲ့ပတ်သက်ပြီးတော့ဒီအားနေသူပေါ့ကျမကြီးနဲ့ပတ်သက်အားနေသူမရှိစွမ်းနမသူကိုကျမကြီးနဲ့ပတ်သက်စေဝါတက်စာအကူအညီထောက်ပံ့လေးတွေပြုလုပ်ပေးတဲ့ကာလမျိုးတွေမှာရှိပါတယ်အဲ့တော့ဒီကာလမှာခွေးစာကျွေးခြင်းအမ်ကနန်းစာခွေးစာကျွေးတာငါးစာကျွေးတာလိပ်စာကျွေးတာဆိုတော့ဒီရင်းနေတဲ့ဝါလေးကိုအစာကျွေးခြင်းကုန်းနေတဲ့ဝါကိုအစာကျွေးခြင်းဆိုတော့ ုသိုလ်လေးပြုလုပ်ပေးပါအဲ့ဒါမိမိတို့ရဲ့အိမ်တော်ရေးကံအထောက်ပံ့ကောင်းရရှိစေနိုင်တဲ့နောက်တစ်ခုကကြတော့ကံကပြောမစလို့ရှိရင်ပတ်ဝန်းကျင်ရဲ့ဘေးဘေးဘေးရဲ့အနောက်ရက်တွေကင်းဝေးစေနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့အင်္ဂါသတ္တမီများအားလုံးအေဂျင်တာပျော်ရွှင်သောဟွာလေးရရှိနိုင်ကြပါစေရှင်ကျေးဇူးများတင်ပါတယ်ရှင်